ရေးမပါတဲ့အရာတွေနဲ့သာအချိန်ကုန်ပြီးမနေမိဘူးတတိထားကြရမှာဖြစ်တယ်ပေါ့လူတိုင်းလူတိုင်းဟာဘဝရလာတိုင်းအကျိုးမြတ်ရှိသွားကြတာမဟုတ်ပဲနဲ့ဘဝကိုအကြောင်းပြုပြီးတော့အဆိုးနဲ့ကြုံတွေ့သွားကြတဲ့ပုဂ္ဂိုလ်တွေမြောက်များစွာရှိတယ်ဘဝကိုအကြောင်းပြုပြီးတော့ကောင်းကျိုးချမ်းသာတွေရသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဲ့ဒီတည်းမဲ့ မိမိကိုယ်ကိုမိမိဆန်းစစ်လေးလာပြီးရလာတဲ့ဘဝမှာအဆိုးရိမ်နဲ့ဒုက္ခရောက်သွားတဲ့ဘဝမျိုးမရဖို့မိမိကိုယ်တိုင်လုပ်ကြရမယ်။ကောင်းကျိုးချမ်းသာတွေမရဘဲနဲ့ဘဝတစ်ခုဆုံးသက်သွားမယ်ဆိုလို့ရှိရင်ဆုံးရှုံးနစ်နာမှုကအမှန်မှချီးမားတယ်ဘဝရတဲ့အခါမှာ ရှောင်ရံနဲ့ဆောင်ရံဆိုတာအဲဒါနှစ်ခုတွန်တွဲပြီးတော့သာနေတာဖြစ်တယ်။မလို့ရမှာနဲ့လို့ရမှာမလို့ရမှာကိုရှောင်မိုးနဲ့လို့ရမှာလို့ဖို့မလို့ရမှာကိုမြတ်စွာဘုရားကအကုသိုလ်လို့ဟောကြားတာပဲဖြစ်တယ်။လို့ရမှာကြတော့ကုသိုလ်လို့ဟောကြားတာဖြစ်တယ်။အဲကုသိုလ်အကုသိုလ်လို့ကြားလိုက်တာနဲ့ဘာသာတရားလို့လည်းစိတ်ထဲမှာအောင်းမိမသွားနိုင်ဘူး။ ဒါကတဘာဝတရားလို့ဆိုလို့ရပေါ့နော်